အထာနာမေတံဘိက္ခုအနဝကတောယံပရုပကမေနတထာဂတံဇီဝိတဝရောပိယအနုပကမေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယံတိဒါတရဲ့အဓိပ္ပာယ်ကတော့ဘုရားရှင်တို့မြည်သည်သူတော်ဘာတို့ရဲ့လုံလပယောကနဲ့ပရိနိဗ္ဗာန်ဆံယူထုံးစံမရှိဘူးအဲပြောနေပြောတော့သေယူထုံးစံမရှိဘူးပေါ့အချိန်တန်မှပဲအလိုလျောက်ပရိနိဗ္ဗာန်ဆံတော်မူကြတယ်လူသက်တမ်းရဲ့၅ဘုံ၄ဘုံပြည့်တဲ့အချိန်ကြမှာအလိုလျောက် ရိနိဗ္ဗာန်ဆန္ဒမူကြပါတယ်ဒီဂါထာကလည်းမြတ်စွာဘုရားရှင်ကိုရတော်တိုင်ဟောကြားတော်မူထားတဲ့ဂါထာဖြစ်ပါတယ်ရှင်းဆရာတော်ကြီးတွေရှင်းလူကြီးသူမတွေကရေးဆက်ထားတဲ့ဂါထာတွေမဟုတ်ပါဂါထာမဟုတ်ပါဘူးအဲ့တော့ဘုရားဟောနှုတ်ထွက်ဂါထာစစ်စစ်ဖြစ်တဲ့အတွက်ဘိယံအန္တရဲ့အထူးကင်းရှင်းခြင်းတဲ့ပုဂ္ဂိုလ်တွေယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်ပွားများနိုင်ပါတယ်ဒီဂါထာဖြစ်ပေါ်လာတဲ့တမိုင်းကြောင်ကူကလည်း ဘေးရန်အန္တရာယ်ကင်းရှင်းတဲ့သဘောဆောင်ပါတယ်။မြတ်စွာဘုရားရှင်ကိုအရှင်ဒီဝရကလိသမားတွေလှုပ်ပြီးတော့လည်းလှုပ်ကြံခဲ့ဘူးတယ်။ကြောင်မောင်ကြီးဆင်ပြီးတော့လည်းလှုပ်ကြံခဲ့ဘူးတယ်။နာလာဂီရိဆင်ကြီးနဲ့လည်းလှုပ်ကြံခဲ့ဘူးတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။အဲ့ဒီလိုလှုပ်ကြံတဲ့အချိန်နေမှာမြတ်စွာဘုရားရှင်အသက်တော်အန္တရာယ်စူးရင်လို့ယဟန်တော်ဒီဆောင်ဆောင်ကြတယ်အရှင်အနန္ဒာကလည်းမြတ်စွာဘုရားရှင်ရှိကနေသူ့ရဲ့အသက်အသေးခံမဲ့ဆိုပြီးတော့ရက်တီခဲ့ဘူးတယ်။ ဆိုတော့နာလာကိရိဆင်းကြီးနင်းမဲ့လို့တော့မြတ်စွာဘုရားကမနင်းနဲ့သူ့ကိုပဲနင်းပါစေဆိုပြီးတော့ဘုရားရှိခိုးနေရက်ပြီးတော့ခန္ဓာပေါ့အဲ့ဒီအချိန်မျိုးမှာမြတ်စွာဘုရားရှင်ကဒီဃာထာမိန်တော်မူပါတယ်ဘုရားရှင်တို့ဆိုတာသူတို့ဘာပြောကန်းနဲ့ဘရောမသေယုထုံးစံမရှိပါဘူးအချိန်တန်မှသာအလိုလျောက်ပြိဋိဘံဆံရတာပါဒီဃာထာကိုရွတ်လိုက်လို့မြတ်စွာဘုရားဘေးရန်အနေကင်းရှင်းသွားတာတော့မဟုတ်ပါဘူးမြတ်စွာဘုရားဘေးရန်အနေရဲ့အသက်အန္တရာယ်ကင်းရှင်းတဲ့အကြောင်း ထင်းထင်းရှားရှားဖြစ်အောင်မြတ်စွာဘုရားကမိန့်တော်မူတာပါ။ဘိယံအန္တရဲ့အထူးကင်းရှင်းသွားတဲ့အချိန်မှာဒီဂါထာကိုမိန့်တော်မူတာပါ။အဲ့တော့ဂါထာရဲ့အဓိပ္ပာယ်ကိုကြည်လိုက်ရုံနဲ့ပဲဒီဂါထာကိုအမြဲမပြတ်ရုပ်ဖတ်ပွားများနေရင်ဘိယံအန္တရဲ့အနှောက်အယှက်အဖြစ်အစီအပိတ်ပင်အဟံအန္တာဒီကင်းရှင်းနိုင်တယ်ဆိုတာထင်ရှားပါတယ်။အခါပေါင်းများစွာရုပ်ဖတ်တရစေတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ရဲ့အသက်တော်ကိုဘုသူမှအန္တရမပြုနိုင်ဘူးဆိုတာလောက်လေးရင်အာယုံမပြုဘဲနဲ့ ြည်ကြည်ချင်းမဲ့နည်းနည်းရှိုင်းရှိုင်းအာရုံပြုပြီးတော့ပွားများရမှာပေါ့ဘုရားရှင်ရဲ့အသက်ကိုဘယ်သူမှဖြည့်ဆည်းလို့မရဘူးဆိုတာလေးတော့ပဲအာရုံပြုရင်တိတ်လေးနဲ့မှုမရှိသလိုထင်ရတယ်အဲ့တော့ဇီဝိတာဝရောပိယအသက်ကိုပြောင်းလုပ်တယ်ဆိုတဲ့နေရာမှာပဂတိလူအသက်ရှင်သန်နေတဲ့အသက်ကိုသာအာယုံမပြုတ်ဘဲနဲ့အရဟံဂုဏတည်းသောအသက်ကိုဘယ်သူမှဖြည့်ဆည်းလို့မရဘူးအရဟံဆိုတာမြတ်စွာဘုရားရှင်ကကိလေသာကင်းစင်တယ်ကိလေသာကင်းစင်နေတဲ့မြတ်စွာဘုရားရှင်ကိုကိလေသာဖြစ်အောင် ဘသူမှလုံလုံမရဘူးတမ္မာတမုဒ္ဒမြတ်စွာဘုရားရှင်ကတိစရာဒီအားလုံးကိုအကုန်စင်အကျဉ်းချမ်းမရှိပြီတော်မူတယ်အရာအလုံးကိုတိတော်မူတဲ့မြတ်စွာဘုရားရှင်ရဲ့ဉာဏ်ကိုအရာအလုံးမသိအောင်ဘသူမှနှောက်ယှက်ဖြစ်စည်းလို့မရဘူးစသည်အားဖြင့်ဒီကားတာကိုရွတ်ပေါ်တစ်ခေါက်ရွတ်တိုင်းတစ်ခေါက်ရွတ်တိုင်းဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုတစ်ခုကိုတည်သည်မြကိုနားလေသည်မြကိုသဘောကျနှစ်သက်သည်မြဘုရားဂုဏ်တော်တွေတစ်ခုပြီးတစ်ခုပြောင်း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 နှလုံးသွင်းပြီးတော့ ပွားများမယ်ဆိုရင်ဒီဃာရကိုပွားများနေရင်လည်းအခောက်ရည်များလီမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ဒီများများကိုအာယုံပြုပွားများပြီးသားဖြစ်သွားလိမ့်မယ်အကျိုးတရားရတော့လည်းပဲအသင်အနေကင်းရှင်းယုံဘေးရန်အနေကင်းရှင်းယုံနဲ့မကတော့ဘူးကိုပွားများတဲ့ဂုဏ်တော်နဲ့လိုင်လျောညီးထွေးတဲ့ကောင်းကျိုးချမ်းသာတွေလည်းရရှိနိုင်တယ်ဒါကြောင့်လည်းဒီဃာရကို ရှေးဆရာတော်တန်ဃာတော်ကြီးတွေရှေးသူကောင်းတွေရှေးသူဟောင်းတွေကရှေးသူတော်ကောင်းကြီးတွေကတပ္ပတိတိဃာထာလို့ နာမည်ပြီးတော်မူခဲ့ကြပါတယ်။ဒီဝတ္တပတိဂါထာကြတော့သဗ္ဗမင်္ဂလာဂါထာဒီဂါထာကြတော့သဗ္ဗသိတ္တိဂါထာဒီဝတ္တပတိဂါထာကတော့လူဝင်ဆန္ဒတွေကို အထူးပြဝစေနိုင်တယ်။ဒီဂါထာကတော့အထာဏမိတံဂါထာကတော့ဘေးရန်အန္တရာယ်တွေကိုအထူးကင်းရှင်းစေနိုင်တယ်။ဒီနေ့ပြောတော့ဒီဝတ္တပတိဂါထာတော်မြတ်ကြီးကတော့အကောင်းတွေအလုံးနဲ့ပြည့်စုံစေနိုင်တယ်။အထာဏမိတံဂါထာကတော့အဆိုးတွေအလုံး ကင်းရှင်းစေနိုင်တယ်အာလုံးဆိုတဲ့နေရာမှာတော့ချွံ့ညက်လေးတွေတော့ရှိမှာပေါ့အရာအာလုံးကြီးတော့လည်းမဖြစ်နိုင်ဘူးပေါ့နော်သူ့အကြောင်းတရားလေးနဲ့သူတော့ရှိတာပေါ့အဲ့တော့ဒီအထာဏမိတန်ဂါထာလေးကိုမြတ်စွာဘုရားရှင်ရဲ့နှုတ်တော်တွေဂါထာစစ်စစ်ဖြစ်တဲ့အတွက်ရှေးဆရာတော်တန်ခါတော်ကြီးတွေကလည်းလက်ကင်ပြပြီးတော့နှလုံးသွင်းပွားများကြတာဖြစ်တဲ့အတွက်မိမိတို့လည်းယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်ပွားများနိုင်ပါတယ် တခါယွတ်တိုင်းတခါယွတ်တိုင်းဂုံတော်တိပဲတခုတခုပြောင်း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 ပြီးတော့ပွားများရင်မြတ်စွာဘုရားဂုံတော်တွေအများကြီးပွားများပြီးသားဖြစ်သွားပါလေ။ဒါကြောင့်ဒီအထဏမိတံဂါထာလို့ခေါ်တဲ့သဗ္ဗတိတ္တိဂါထာကိုလည်းသွားရင်လာရင်လုံရင်ကန်ရင်နဲ့တခါရတခါသုံးခေါက်ရသုံးခေါက်ကိုးခေါက်ရကိုးခေါက်ဒါမှမဟုတ်လည်းပဲအထူးအရေးကြီးတဲ့အဆူအန္တရာယ်တွေနဲ့ကြုံတွေ့နေတဲ့အခါအခက်အခဲပြဿနာတွေနဲ့ကြုံတွေ့နေတဲ့အခါမျိုးတွေမှာတရားရှိခေါက်နေစဉ်ဝတ်ထားပြီးတော့နေစဉ်အဋ္ဌဌာန်ကြီးပြုပြီးတော့ရွတ်ဖတ်ပွားများ ရုပ်ဖတ်ပေါ်များပြီးပြီဆိုတာနဲ့အကျွန်ုပ်ဒီအထာဏမိတန်ကာရာကိုတရားရှိခောက်ရုပ်ဖတ်ပေါ်များပြီးပါပြီဤစကားသည်မှန်ပါတယ်ဤမှန်သောသစ္စာစကားကြောင့်သစ္စာရဲ့တကူကြောင့်လည်းကောင်းအထာဏမိတံဂါထာရဲ့တကူတော်ကြောင့်လည်းကောင်းအထာဏမိတံဂါထာရွတ်ဖတ်ပေါ်များတဲ့ကုသိုလ်ကောင်းမှုရဲ့တကူတော်ကြောင့်လည်းကောင်းအထာဏမိတံဂါထာကိုဆွန့်ရှောက်နေကြတဲ့နတ်ပြမများရဲ့တကူကြောင့်လည်းကောင်းအထာဏမိတံဂါထာကိုလာရောက်နာယူကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်လည်းကောင်းယနေ့ယခုချိန်ဤပြုခဲ့ပြီးသည်မှာကုသိုလ်ကောင်းမှုအားလုံးရဲ့တကူတည်သောအာနုဘော အစွမ်းတတ္တိအရှင်အဝါကြောင့်၎င်းဘုရားတပည့်တော်ယခုကြုံတွေ့နေရတဲ့အခက်အခဲအကြက်အတဲအနှောက်ရှက်အပိပင်အဟန္တာအန္တရာယ်ဆိုတွေကနေလွတ်မြောက်ပါစေဘုရားတပည့်တော်ကြုံတွေ့နေရတဲ့အဆိုးတွေကနေလွတ်မြောက်ပါစေလောလောဆယ်ကြုံတွေ့နေတာမရှိဘူးဆိုရင်လည်းပဲဘေးရန်အန္တရာယ်အနှောက်ရှက်ဖြစ်စီအပိပင်အဟန္တာမှန်သမျှအနာရောဂါမှန်သမျှလုံးဝကင်းရှင်းပါစေဆိုပြီးတော့အဆိုးတွေကင်းစင်ဖို့အတွက်ဆုတောင်းနေပါတယ်ပထမဆုံးတော့နိဗ္ဗာန်ကိုဆုတောင်းပို့ပြီးတော့မှသစ္စာဆိုပြီးတော့ပိဿုပံကောင်းကျိုးတွေဆုတောင်းလိုက်ပို့ အဲ့တော့ဒီဝတ္တပတိကာထာတော့အဓိကထားပြီးတော့များများရုပ်ပွားအထဏမိတံကာထာကဟိုးရှိတော့ကပလိယောဂါကြီးကတ်ယောဂါကြီးတွေဆက်ရောက်တဲ့အချိန်မှာလေတခြားပယိတ်တော်တွေပဋ္ဌာန်းတော်တွေတခြားဖရာဟောကာထာတော်တွေတုတ်တန်တော်တွေဘလောက်ပဲရွရွအစွမ်းတတ္တိမပြဘူးဆိုရင်ဒီအထဏမိတံကာထာကြီးအ ਨੇ ဆုံးတစ်ခေါက်ဖြစ်ဖြစ်အထွတ်တက်ပြီးတော့သိတိတင်ပြီးတော့ရွတ်ဖတ်ပွားများလာလို့ရှိရင်ရှေ့ရရွတ်ခဲ့တဲ့ကာထာတော်တွေပယိတ်တော်တွေပဋ္ဌာန်းတော်တွေကလည်း အကျူးကြီးမာသွားတယ်တခြားဂါထာတွေတခြားပိဋိတခြားတရားတော်တွေဘလောက်ပဲရွရွအစွန်းမထက်ဘူးဆိုရင်အစွန်းထက်အောင်ဒီဂါထာလေးအုပ်ပြီးတော့ရွပါတစ်ခေါက်ဖြစ်ဖြစ်ကိုးခေါက်ဖြစ်ဖြစ်အနည်းဆုံးကိုးခေါက်လောက်အုပ်ပြီးတော့ရွလိုက်ရင်တော့ပိုကောင်းတာပေါ့အဲ့တော့ဒီအထဏမိတံဂါထာကိုရွရွကြီးကြီးပွားများခြင်းဖြင့်ဘေးရန်အန္တရာယ်အနှောက်အယှက်အဖြစ်အစီအပိတ်ပင်အဟံအတာအခဲအခဲအကြက်တဲမှန်သမျှကနေအထူးကင်းရှင်းလွတ်မြောက်နိုင်ကြပါစေ